အလုတ်အလွန်ကြုံလို့တေဆုံးမှုကာရိုရှိကြောင့်နာမည်ကြီးတဲ့ဂျပန်နိုင်ငံမှာဝန်ကြီးချုပ်တစ်ဆာနာရဲ့တာကာအီချီဟာမနက်3နာရီကျော်အစည်းအဝေးခေါ်ပြီးဝန်ထမ်းတွေကိုလှုပ်ခိုင်းခဲ့တဲ့ကိစ္စအတွက်ဝေဖန်ခံနေရပါတယ်။ဂျပန်မီဒီယာတွေမှာမနက်3နာရီအတန်းချိန်လို့နာမည်ကြီးထားတဲ့ဒီအစည်းအဝေးကိုလွှတ်တော်မတက်ခင်ပြင်ဆင်ဖို့ဝန်ကြီးချုပ်အိမ်တော်မှာလက်ထောက်တွေနဲ့ခေါ်ခဲ့တာဖြစ်ပြီး3နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။ဝင်ကြီးချုပ်တာကာအီချီကတော့မနက်9:00နာရီလွှတ်တော်မှာအမတ်တွေရဲ့မိကုန်းတွေကိုဖြေဖို့ပြင်ဆင်တာဖြစ်ကြောင် သူ့အိမ်က first ဆက်ပြက်နေတာနဲ့အတိုက်ခံမှတ်တွေကမေးခွန်းတွေနောက်ကြောင်မှတင်တာကြောင့်အခုလိုအချိန်မတော်ပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။ဒါပေမဲ့အတိကအတိုက်ခံခေါင်းဆောင်ဝန်ကြီးချုပ်ဟောင်းယိုရှိဟီကိုနိုဒါကဒီလောက်ရက်ကိုယူနတ်နဲ့အပြုမိုးလို့ခေါ်ဝေါ်ခဲ့ပါတယ်။လူတိုင်းအိမ်နေတဲ့အချိန်မှာဝန်ကြီးချုပ်ကတခြားဝန်ထမ်းတွေကိုဒီကိစ္စနဲ့ဆွဲမထည့်သင့်ဘူးလို့လည်းသူကပြောပါတယ်။ဂျပန်မှာ2016ခုနှစ်ကကြောင်ညာကုမ္ပဏီ Dansu ကဝန်ထမ်းတအုပ်ဟာအချိန်ပိုနိုင်တရာကျော်လုပ်ခဲ့ရပြီးတဲ့နောက်ကိုကိုကိုတက်တည်သွားခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပူပါရဲ့ရှင်